မင်္ဂလာပါအဲ့ရဲ့ channel ကလည်းကြိုဆိုလိုက်ပါရယ်လူကြီးမင်းတို့အတွက်ရင်ခုန်စိတ်လှရှားပွဲရအချစ်စလန်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အဲ့ရဲ့ channel လေးကို subscribe လုပ်ပြီးဒေနာက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးပါရှင်အခုပဲအဲ့ရဲ့အတန်နဲ့အချစ်စလန်းခရီးလေးတွေကိုအတူတူဝင်ရောက်လိုက်ပါနော်အဲ့ဒီမှာမတန်းအကြောင်းခဏရက်ပြီးချို့ချို့အကြောင်းစပြိုးမှဖြစ်မယ်ဇလန်းကအခုမှစတာအစောပိုင်းကမတ်တင်တို့မတန်းတို့ကနှီးတန်းတွေ ဒါပေမဲ့သူတို့မပါပြန်ရင်လည်းဒီဇလန်းကဖြစ်လာမှာမဟုတ်ဘူး။သူတို့နှစ်ယောက်နဲ့ကျွန်တော်အခြေအနေကိုအတိအကျခမည်းတော်သိမှဒီဇလန်းကိုနားလည်မှာ။ဆိုလိုတာကဗျာမတ်တင်ရောမတ်တန်ရောကျွန်တော်နဲ့ဖြစ်ကြတယ်။ဘသူမှမသိဘူး။သူတို့အချင်းချင်းလည်းမသိဘူး။အသက်ချင်းရလည်းအရန်กว่าတော့ဘသူမှလည်းမထင်ထားဘူး။ Okay okay စကားခံနေကြတယ်။ကျွန်တော်လည်းလက်ညောင်းတယ်ဇလန်းစမယ်နော်။ Ready ။ တနေ့စနေနေ့တော့မဟုတ်ဘူးကျွန်တော်ကြောင်းပိတ်တယ်ဘာလို့ပိတ်လဲဆိုတာကျွန်တော်လည်းမမှတ်မိဘူးစနေမဟုတ်တာတော့တေးကြတယ်ဘာလို့လဲဆိုတော့စနေဆိုရင်မတန်းသူမဟုတ်မတ်တင်အိမ်မှာရှိမယ်ချိုချိုအခုလိုတောင်းချမ်းမယ်မထင်ဘူးတည့်ရက်အတိုင်းသူတို့အိမ်လာရင်နောက်ခွေးကဝင်နေကြနော်ဒီတစ်ခါတော့ထူးကြတယ်နောက်ခွေးတကကစိတ်နေတယ်များသောအားဖြင့်ပွင့်နေတာများပါတယ်ကျွန်တော်လည်းအသာတွုံးပြီးဝင်လာတယ်ဝင်လိုက်ချင်းချင်းပဲအတန်ကြားရတယ်လို့ပဲတိုးတိုးတိတ်တိတ်အတန်ဘာတန်လဲဆိုတာမသိကြွယ်ဘူးထုံးစံအတိုင်းမော့ဘယ်ရမလဲလိုက်ကကြားကချောင်းကြည့်လိုက်တယ်ဘာတွေ့ရမှတ်လဲ တင်းနဲ့သုံးလေးရေတွက်ကြည့်တော့လေးယောက်ဟုတ်တယ်ချိုချိုနဲ့သူ့တငယ်ချင်းမလေးယောက်ဗီဒီယိုခိုးကြည့်နေတာကိုစိတ်ဝင်တစားနဲ့ဝင်ပေါက်ကိုကြောပေးကြည့်နေလိုက်တာငိမ့်လို့အတန်ကိုတိုးတိုးလေးဖွင့်ထားတာဘာကားကြည့်နေတယ်မှတ်လဲအပြာကားဟိုးတဲဆော်တဲ့မမတွေပါလားနည်းနည်းဖြုံသွားတယ်ကျွန်တော်အตาလေးနောက်ဆုတ်ပြီးလာလန်းအတိုင်းပြန်ထွက်သွားတယ်လမ်းမှာစဉ်းစားမိတယ်သူတို့အိမ်မှာ TV မရှိပါဘူးဒါငှားကြည့်တာဖြစ်မယ် အမလေးလေးဘလို့များငှားလာပါလေတွေးတော်မတွေးရဘူးအဲ့ဒီအချိန်မှာကျွန်တော်ချို့ချို့ကိုဗာစိတ်နဲ့မှမပြစ်မားတာတေးကြတယ်ဖီးယားစုကျွန်တော်လဲကျွန်တော်တငယ်ချင်းအောင်တန်းတို့အိမ်ဘက်ထွက်ခဲ့တယ်အောင်တန်းကိုခေါ်ပြီးလက်ဖက်ဆိုင်ထိုင်ရင်ထွေရလေးပါလျှောက်ပြောလေးပန်းနေတော့တာပဲပြောရင်းနဲ့အပြာကားအကြောင်းရောက်သွားတော့ကျွန်တော်ကမင်းကလေးရောကြည့်ရလို့မင်းထင်လားလို့မေးကြည့်တော့ဟာဘဲကြည့်မလဲကွာသူတို့အခွေဘဲကသွားငားမလဲတဲ့သူ့အထင်နဲ့သူတို့ဟုတ်နေတာပဲ ကျွန်တော်လည်းမငင်းပါဘူးညနေစောင်းတော့လမ်းထိုက်ကကျွန်တော်တငယ်ချင်းစားအုပ်အငှားဆိုင်မှာသူထမင်းသွားစားတော့ခဏစောင့်ပေးရင်ချိုချိုစားအုပ်လာငှားတယ်ခါတိုင်းလဲလာနေကြပါတွေ့နေကြပါ तू ကကျွန်တော်ထက်၅နှစ်လောက်ကြီးတာပဲအပူစကားတော့တိတ်မပြောပြပါဘူးရွယ်သူတွေမဟုတ်လို့ထင်တာပဲတယောက်နဲ့တယောက်ကရှိုးရှိုးရှန်းရှန်းတော့မရှိပါဘူး तू လာအပ်တဲ့စားအုပ်ကိုစရင်စားအုပ်မှာမှတ်စားအုပ်ဖို့ကိုလှမ်းယူရင်ဆန်ရွှေမြင့်အသက်ရှိရယ်ယူလာမေးတော့ဟုတ်လားပြစမ်းမအောင်ကြည့်ရအောင်ဆိုတော့အန်ဇွဲထဲမှာထည့်ထားတဲ့စားအုပ်ကိုထုတ်ပေးလိုက်တယ် ူကစာအုပ်ကိုယူကြည့်ရင်အင်းယူမယ်တဲ့ဒါနဲ့စာအုပ်ကိုစင်းစာအုပ်မှာမှတ်ရင်းနဲ့နေ့လယ်ကဗီဒီယိုကောင်းလာလို့ခက်တီတီပဲမေးလိုက်တယ်အဓိကကစကျင်လို့သူတို့ခိုးလုတဲ့ကိစ္စကိုကျွန်တော်သိတယ်ဆိုတဲ့အကြောင်းပြောကျင်လို့သူကဟင်ဘာဗီဒီယိုကားလဲမသိကြအောင်ဆောင်ပြီးပြန်မေးတယ်နေ့တငယ်ချင်းနေနဲ့နင်တို့အိမ်မှာနေ့လယ်ကကြည်တာလေခက်တီတီပဲပြန်ပြောလိုက်တယ်စိတ်ထဲကတော့ရည်ကျင်နေပြီချိုချိုအဲ့ဒီမှာမျက်လုံးပြူမျက်စံပြူဖြစ်တော့တာပါပဲဟင်နေဘလိုလို့သိလဲကမန်းကရန်ပြန်မေးတယ်ဆိုင်ထဲကိုလည်းဟိုကြည့်ဒီကြည့်နဲ့ဆိုင်ထဲမှာကလူတယောက်မှမရှိဘူး ငါနေလေကနင်တို့အိမ်ရောက်တယ်နင်တို့စင်းရဲသားကကြည့်နေတာတွေ့တော့ငါအတန်မပေးတော့ပဲပြန်သွားတာဘာစင်းရဲသားကလဲသူကမေးတော့နင်တို့ကြည့်နေတဲ့ကကမင်းသားမင်းသမီးတွေကစင်းရဲကြတော့အဝတ်စားတော်မပါဘူးလေရီရလဲရီချင်းဆိုတော့မျက်နှာကပြုံးပြီးပြီးနဲ့ပြန်ပြောမိတယ်နင်နင်ဘသူတွေကိုရှောက်ပြောပြီးပြီလေသူလန့်သွားတယ် အင်းအောင်တန်းရေကျွန်တော်စကားမဆုံးသေးဘူးငါတော့သေးပါပြီငစော်ရဲဆိုပြီးမျက်နာကဇီးဇီးလောက်လေးပဲကြံ့တော့တယ်ကျွန်တော်လည်းသနာသွားတယ်နေရလေငါစကားဆုံးအောင် နားထောင်ပါဦးငါကမန်းကရန်ပြန်ပြောလိုက်ရတယ်ငါပြောတာအောင်တန်းရေငါရဲ့နေ့လေကလဖေးတွားတောက်ကြတယ်ကိုပြောတာပါအဲ့ဒီအကြောင်းငါဘသူ့အမှမပြောပြရသေးပါဘူးလို့လည်းဆိုလိုက်ရောသူ့မျက်နာမှာအားတက်ရိပ်ပြန်ဝင်လာတယ်အဲ့ဒီအချိန်မှာကျွန်တော်တငယ်ချင်းကထမင်းစားပြီးလို့စိုက်နေပြန်ဆင်းလာတယ်ကျွန်တော်က ဟာအတော်ပဲငါလည်းပြန်တော့မလို့ဆိုတော့ချိုချိုလဲကျွန်တော်နဲ့အတူလိုက်ပြီးလမ်းလျှောက်လိုက်ပြန်လာတယ်။လမ်းမှာငါစော်ရဲ့နင်ဘသူ့ကိုမှရှောက်မပြောပါနဲ့ဟာငါတိတ်လိုက်မယ်။အတင်းကျွန်တော်ကိုပိတ်တယ်။ကျွန်တော်ကလည်းဒါဆိုနှုတ်ပိတ်ခဘလောက်ပေးမလဲခက်တီတီမေးလိုက်တော့ပေးမယ်။နင်စားချင်တာငါဝယ်ခြင်းမယ်။သူတကယ်အတီးပြောနေတော့ကျွန်တော်လည်းတနာလာတာနဲ့မလိုပါဘူးချိုချိုရဲ့ငါနင့်ကိုနောက်တာပါ။ငါနင်တိတ်ခါကြအောင်လုပ်ပါမလား။ तू ကကျွန်တော်ကိုကျေးဇူးတင်တဲ့မျက်နှာမျိုးနဲ့ကြည့်တယ်။ကျေးဇူးတင်တယ်လို့တော့မပြောဘူး။တကယ်တော့အဲ့ဒီမှာကျွန်တော်သတိထားမိသွားတယ်။သူ့မျက်နှာကို သူတော်တော်ချောတာပဲဒါကြောင့်လမ်းထဲကအကိုကြီးတွေကြွေတာ ਉ အရင်ကတော့လှတော့လှတယ်ဆိုတော့တိတယ်အခုလိုသတိမထားမိဘူးအင်းမတကယ်ပါအဲ့ဒါဆိုကြိမ်ပြဖျားဆူးမိုးချုပ်ပြကဲကျနေပြီလားအဲ့လိုပြောတော့အင်းနဲ့စိတ်ထဲသူနဲ့ကျွန်တော်နဲ့ပိုကြီးရင်းနှီးသွားတယ်လို့ပဲကျွန်တော်ကဒါဆိုရင်နေငါ့ကိုလမ်းထက်ကနနတ်တီးဖြော်ရေးဝဲတိုက်ဆိုပြီးနနတ်တီးဖြော်ရေးကိုစကားမပြီးတယ်လို့နနတ်တီးလို့ဆိုတော့ဘာနနတ်တီးဖြော်ရေးလဲတဲ့ तू ကနားမလဲတယ်လို့ပြန်မေးတယ်ဟိဟိနနတ်တီးပါ ငါလဲရောင်ပြီးနင်တို့ကြည့်ရကအတိုင်းပြောမိတာလို့ရည်ရင်ပြောတော့စောက်ကောင်စုံလို့ရည်ရင်ကြည်ကြည်လေးဆိုပြီးကျွန်တော်လက်မောင်းကိုရိုက်လိုက်တာဖျန်းကနေပဲပူသွားတာပဲအဲ့ဒီပူကနေကမြားနဲ့မောင်ပြစ်လိုက်လို့စိုက်သွားတယ်မြားတန်ရဆိုတာကျွန်တော်မသိလိုက်ဘူးအဲ့ဒီကစပြီးချိုချိုနဲ့ကျွန်တော်လဲတော်တော်လေးရင်းနှီးသွားတယ်ကြုံရင်ကြုံတယ်လို့အလာပါတလာပါတွေပြောတဲ့အခြေအနေတောင်ရောက်လာတယ်သူကကျွန်တော်စီကနေရက်ွက်ထရဟိုလူအကြောင်းဒီလူအကြောင်းညာတော့အဖြစ်သူ့ကိုလိုက်နေတဲ့ကောင်တွေအကြောင်းစကားနိုင်တယ်ကျွန်တော်လဲဟုတ်တာရောမဟုတ်တာရောပါစတဲ့ရှိရာရှောက်ပြောတော့တာပဲ သူလည်းသူတို့ကိုစိတ်ဝင်စားဖို့မရပါဘူးမိမပီပီဆက်ဆူတာပဲနေမှာအဲကျွန်တော်စနေနေ့ဇလန်းကြီးကအဲ့အချိန်မှာရှိတော့မယ်မတ်တန်းနဲ့ကပို့အဆင်ပြေလာတယ်မတ်တန်းနဲ့လောက်ရတာကိုပို့ကြိုက်လာတယ်ဒါကတပိုင်းမတ်တင်ကတော့အတွဲရသွားပြီဆိုတော့မတွေ့ဖြစ်တော့ဘူးမတ်တင်နဲ့ကတခန်းရက်သွားပြီတစ်ဖက်ကလည်းချုံချုံနဲ့အဆင်ပြေလာတယ်ညနေဆိုရင်သူနဲ့စာအုပ်ဆိုင်ကိုအတူတူစကားတပြောပြောလျှောက်သွားတယ်အတူတူပြန်တယ်တခါတလေစာအုပ်ဆိုင်သားကအေးအေးဆိုင်မှာအေးအေးထိုင်တော့တယ်အဲ့ဒါမပြောရဘဲအလိုအလျောက်ဖြစ်လာတာပြောရရင်ချုံချုံနဲ့စကားပြောရတာအဆင်ပြေလာတယ် သူ့ကိုကျွန်တော်နောက်ရင်သူကလည်းပြန်ဆဲတာပဲတငယ်ချင်းအရင်ကြီးတွေလိုဖြစ်လာတယ်ရွယ်တွေလိုပဲဖြစ်လာတယ်ဒီနေ့ကျွန်တော်လဲသူ့ကိုအတီးပေါင်းနဲ့ချိုချိုနဲ့မှရည်စားမရှိဘူးလားလို့မေးတော့နင်ကဘာလုပ်လို့လဲလို့ပြန်မေးတယ်မဟုတ်ပါဘူးငါတငယ်ချင်းတွေပြောတော့နင်မှရည်စားရှိတယ်တဲ့ဘသူကပြောတာလဲအောင်တန်းကတဲ့ तू ကဘာသိလို့လဲသိ ਉ လေ तू ပြောလို့ငါနင့်ကိုပြန်ပြောပြတာ ဲ့ဒါလျှောက်ပြောနေတာအဲ့ဒါနေရုံနဲ့အယူထင်တော့ထင်သားပဲနေကြီးစားနဲ့တွေ့တာမတွေ့ပါဘူးလို့အော်အော်ဂျေဆုရှင်နဲ့ရေနေကအဲ့ဒီအောင်တန်းကိုမမေးကြည့်ဘူးလားငါကြီးစားဘာတူလဲလို့မေးတာဘောဟာ तू က तू လည်းမသိဘူးတဲ့ဟိုဘက်လမ်းကသူ့တငယ်ချင်းပြောတာတဲ့အမလီတိကျလိုက်တဲ့တဲ့ရင်မြမအတန်တိုင်းပဲဒါပေမဲ့နင့်ကိုကြိုက်နေတဲ့သူတွေကတော့တပုံကြီးပဲဟာဒါဆိုဒုက္ခပါပဲတပုံကြီးပဲဆိုတော့လူကောင်းတယောက်မှမပါဘူးပေါ့ तू ကရည်ရင်ပြောတယ်ကျွန်တော်ကလည်းရည်ရင်နဲ့ပါပါတယ်ဟာဘာတူလဲငါလေး ဟဟဟစောက်ကောင်စုပ်ဆိုပြီးထုံးစံအတိုင်းကျွန်တော်လက်မောင်းပူကနေဖြစ်သွားတယ်။တန်နေဒီတစ်ချက်တန်နေလို့ပဲစိတ်ထဲမှာမှတ်ယူလိုက်တယ်။အဲ့ဒီချိန်ကစလို့သူ့ကိုလင့်ရင်လစ်တယ်လို့အကွက်ရရင်ရတယ်လို့မထီတထီလေးပြောပြစ်လာတယ်။သူကလည်းကျွန်တော်ပြောတိုင်းစောက်ကောင်စုပ်ဆိုပြီးကျွန်တော်လက်မောင်းကိုစော်မြဲစော်စဲပဲ။တနေ့တော့စကားဆက်မိပြီးသူ့ကိုနင်တို့ဟိုတခါကြည့်တဲ့ကားကဘလို့ငှားလာတာလဲလို့မေးကြည့်တော့ငှားလာတာမဟုတ်ပါဘူး။ငါတငယ်ချင်းထေးထေးကိုသူ့ဘဲကသူ့ကိုကြည့်ဖို့ပေးထားတာတဲ့။သူကအိမ်မှာမလစ်လို့မကြည့်ရဘူး။အဲ့ဒါကျူရှင်မငါတို့ကိုပြောပြတော့ဆူဆူနဲ့မိမုံကသူတို့အိမ်က TV နဲ့ ဲ့အောက်ဆက်ကိုယူလာပြီးငါတို့အိမ်မှာဗီဒီယိုကြည့်ရင်လက်ဖက်တုပ်စားကြမယ်ဆိုပြီးယူလာတာငါတို့အိမ်ကနေလဲဆိုငါတယောက်တည်းလေအဲ့လိုရှင်းပြတော့ကျွန်တော်လဲဒီလိုကိုဆိုပြီးသဘောပေါက်သွားတယ်အဲခမရတို့ကိုမပြောပြရသေးဘူးထင်တယ်သူတို့မိသားစုအကြောင်းသူ့မိဘတွေကဗကိုးမျိုးနဲ့မိုင်90လောက်ကွာတဲ့ရွာတရွာကလဲပိုင်းမြေပိုင်းနေပါပဲစီးပွားရေးကစဘာတို့မြေပဲတို့စိုက်စားတယ်လူငါးနဲ့စိုက်တာပေါ့သူတို့ကပိုင်ရှင်နေပဲအဲ့ဒါသူ့သမီးတွေကိုရွာမှာမထားပဲဗကိုးမှာအိမ်တလုံးဝယ်ပြီးထားထားတာလေ မတ်တင်ကတော့သူ့ဆုံးသွားတဲ့သူ့ယောက်ျားစီကရတဲ့ပင်စင်လာစာရဲ့သူ့ဆက်ချုပ်လို့ရတဲ့ဝင်ငွေရဲ့ပေါ့မတန်းကတော့သူ့ဆီယာမလာစာရတယ်ချိုချိုကတော့သူ့မိဘကထောက်ပံ့တယ်လေသူ့အိမ်မှာဆန်တို့စီတို့ဆိုမပူရဘူးသူ့မိဘကတလားတစ်ခါအပြေးပို့ပေးထားတယ်သူ့မိဘတွေကတော့တလားတစ်ခါနှစ်လားတစ်ခါလောက်တော့မြို့ကိုကိစ္စနဲ့လာရင်လာကြည့်ပါတယ်တနေ့တော့ရက်ွက်ထဲကတမဝယ်မဆိုင်မှာစရေးမတအူအလိုရှိသည်လို့ကြောညာထောက်မလေးရောချိုချိုကဘာစိတ်ကူးပေါက်လဲမသိစာအုပ်ဆိုင်သွားရင်လမ်းမှာသူရှောက်ချင်တယ်လို့ပြောတော့အာနင်းကလည်းအေးအေးနေစမ်းပါ နင်ဒီအလုပ်လုပ်ရင်တမဝယ်မှာဆိုင်ကြီးပြက်စီးသွားလိမ့်မယ်ကျွန်တော်ကအားပေးစကားပြောတော့ဘာပြက်စီးရမှာလဲငါကတပတ်လုံးအားနေတာအလုပ်ရတော့ကောင်းတာပေါ့နင်ဒီအလုပ်ရရင်ရက်ွက်ထဲကကောင်းနေဆိုင်ရှိမှာနင့်ကိုလာရစ်ရင်းနဲ့အကုန်ပြဿနာကြီးတက်ကုန်မှာဘာမှမဆိုင်ဘူးနင့်ဦးလေးကိုပြောပေးစမ်းပါနင့်ဦးလေးကအတွင်းမှုပဲဟာကျွန်တော်ဘာမှပြန်မပြောလောက်ပါဟာအချင်းချင်းနေပဲဟာငါဖောင်းတော်ဖြည့်ပြီးနေပြီဘာမှပြန်မပြောတော့ပြောလို့လည်းရမယ်မထင်အိမ်ပြန်ရောက်တော့သူ့အိမ်ပေါ်ဝင်ထိုင်ရင်မှတ်တမ်းနဲ့တွေ့တယ် ခက်တီတီပဲမှတ်တမ်းနေကောင်းလားလို့လှမ်းမေးရင်မျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်ဘသူမှမတွေ့อืมနေကောင်းပါတယ်လို့ပြန်ပြောရင်မျက်စောင်းလေးကလှစ်ခနဲဝင်လာတယ်ခုံမဝင်ထိုင်ရင်ချူချူကအခန်းထဲကသူ့ဖြည့်ထားတဲ့ဖောင်ကိုကျွန်တော်ကိုယူပြတယ်ဒီမှာတွေ့လားငါဖောင်အောင်ပြည့်ထားပြီးပြီကျွန်တော်ကယူကြည့်ရင်မတန်းရေကျွန်တော်ဦးလေးကိုသူ့အလုပ်ရအောင်တင်းပြောကနေလို့ဆိုပြီးတိုင်ဖြစ်တယ်မတန်းကပြောပြလိုက်ပါငစောရသူ့အလုပ်ရမှအိမ်မှာမျက်စိနောက်တက်တာမှာဟင်ပညာရေးချင်းဆိုတဲ့နေရာမှာလည်းမဖြစ်ရသေးဘူး ချိုချိုကအင်းငါကိုရန်းအောင်လို့ဖြစ်ရင်ကောင်းမလားဆယ်ရန်းလို့ဖြစ်ရင်ကောင်းမလားဆိုတာစဉ်းစားနေတာလောက်မနေနဲ့နေဘဏ္ဍတန်းလဲဆိုတာတရက်ကွက်လုံးသိတယ်ကျွန်တော်လည်းပြောရင်နဲ့တငယ်ချင်းတွေနဲ့နောက်နေကြစကားတစ်လုံးကိုသတိရသွားတယ်အဲ့ဒါနဲ့သူ့ကိုစကျင်လာတာနဲ့ပေးပေးဘောပင်ငါ့ကိုပေးငါ့ဘာသာပဲဖြည့်ပြီးငါ့ဦးလေးကိုသွားပေးလိုက်မယ်သူကဘောပင်ထုတ်ပြီးတော့ကျွန်တော်ကကောက်ရေးလိုက်တယ်ပြဆမ်းမအောင်နင်ဘာရေးထားလဲဆိုတာ သူ့တောင်းကြည့်တော့စာရွက်ကိုလှမ်းပေးလိုက်တယ်။သူကဖတ်ပြီးပထမမျိုးလုံးပြူးသွားတယ်။ဒုတိယဗဇက်ကစောက်ကောင်တေချင်းစိုးအယုတ်တမဆိုပြီးတတိယနန်ရမာချိတ်ထားတဲ့ကြက်မွေးတစ်ပြက်စီကိုလှမ်းဆွဲတော့ကျွန်တော်ကမန်းကရန်အိမ်ပေါ်ကနေခုံဆင်းပြေးတာဖက်နှက်တောင်မပါဘူး။မပြေးလို့ကလည်းမဖြစ်ဘူး။ဒီတစ်ခါတောင်းလိုက်တဲ့လက်နက်ကလက်နက်ကြီးမတ်တန်းကစာရွက်ကိုယူဖတ်ကြည့်တော့ပညာအရေးချင်းခေသူမဟုတ်အောက်ရောက်မှမတ်တန်းရေမတ်တန်းကျွန်တော်ဖက်နှက်ပြစ်ချပေးပါလို့អော်မှမတ်တန်းကကျွန်တော်ဖက်နှက်လှမ်းပြစ်ပေးတယ်။ နောက်နေ့ကျွန်တော်ဦးလေးစီကဖောင်အစ်စ်တစောင်ယူပြီးငါငါဦးလေးကိုပြောပြီးပြီ။ "तू आ ဥက္ကဋ္ဌကိုပြောပေးမယ်တဲ့ဆိုပြီးစကားချိုသွေးလိုက်တော့ကျွန်တော်လက်ထဲကဖောင်ဆက်ခနဲ့လှမ်းဆွဲယူလိုက်တယ်။"အော်ငါဦးလေးကိုမေးကြည့်တော့ကိုရန်အောင်လိုပဲဖြိလိုက်ပါတယ်လေ။အဲ့လိုပြောတော့ဘူးကြီးကရောက်လာသေးတယ်။ခဏနေတော့လာလေစောက်ဆိုင်သွားရအောင်တော်ကြမိုးချုပ်သွားမယ်ဆိုတော့ဆောင်းဆောင်းအောင်အောင်နဲ့စောက်လှမ်းယူပြီးထလာလိုက်တယ်။လမ်းမှာဦးလေးကပြောတယ်။မနက်ဖြန်တမရုံမှာလာတင်လိုက်တဲ့သူရှိနေမယ်တဲ့။အဲ့ဒါသွားတင်လိုက်နော်။စကကြိုသွေးတော့တလုံးနဲ့ပြန်ပြောတယ်။ အင်းနဲ့လေတံကတော့နည်းနည်းမှာတော့အမှန်ကကျေးဇူးပဲဘာညာဖြစ်ရမယ့်ကိစ္စအနောက်ကောင်းတော့အခုတော့ကိုကတော့အောက်ကျို့နေရတယ်အပြန်မှာရောကောတော့ကောနဲ့လာငါဒီနေ့ညုံအေးအေးတိုက်မယ်မိမေပတ်ဆိုင်ထဲကငါနှိုက်လာတာညုံပြုစုခြင်းလို့ဆိုတော့ငါစောနင်းလေငါစိတ်ရှိလက်ရှိလောက်လိုက်လို့ကတော့အသက်တောင်ဘဲအပေါက်ကထွက်မှန်းမသိဖြစ်သွားမယ်ဆိုပြီးအေးအေးဆိုင်ဘက်ကိုခြေဦးလှည့်လိုက်တယ် အမလေးလန့်စရာကြီးပါလားသူလဲကျိန်းဝါလာရလို့လားမသိဘူးစိတ်ပြေသွားတယ်အရင်လိုရေးလာဝါလာပြန်ဖြစ်သွားတယ်ဟူတော်ပါသေးရဲ့ဒါပေမဲ့အေးအေးဆိုင်ကအပြန်ကျွန်တော်ကထပ်သတိပေးလိုက်တယ်မနေ့ကတင်ပြည့်အောင်တင်တော့မမေ့မနေနဲ့အောင်ငါဦးလေးကိုတေချာပြောထားပြီးသားအေးပါငါသွားတင်လိုက်ပါမယ်နင့်ဦးလေးကိုဘယ်လိုပြောရမလဲအာနင်းကလည်းငါတေချာပြောထားပြီးသားနင်ဘာမှပြောစရာမလိုအဲနင်ပြောချင်တယ်ဆိုရင်တော့ကျမကတော့ခေသူမဟုတ်ဘူးတော့လို့ပဲပြောလိုက်ပေါ့အဲ့လိုနဲ့ပြုံးစီစီပြန်ပြောလိုက်တော့စောက်ကောင်းလာပြန်ပြီဆိုပြီးလက်ဝါးရွယ်တော့ ဘယ်ရမလဲမနေ့ကပဲတိုင်းဝတ်ထုအစ်စ်ဖတ်ထားတာဆိုတော့ဘေးကိုဇရက်ခုံလေးခုံရှောင်လိုက်တာကန်ဆိုးကျင်တော့ပြန်ကြမှာအုတ်ခဲချိုးနင်းမိပြီးခြေခေါက်လဲသွားတယ်။ "तू ကကောင်းနေကောင်းနေအဲ့ဒါလူကြီးကိုနောက်ချင်လို့ဖျားရိုက်တာ။မှတ်ထားစကျင်ဦး။မုတ်ဆိုးကြီးဖိုးတော်ကာတွန်းတွေကဘိုက်ကလေးလေးတန်းနဲ့ပြောရင်ဒီနေ့ကံမကောင်းပါလား။အပြန်လမ်းမှာထွန်းနေထွန်းနေနဲ့ကျွန်တော်တိလိုက်ပြီ။ချိုချိုကကျွန်တော်ရင်ထဲကိုတိတ်တိတ်ချာချာနေရာယူလိုက်ပြီဆိုတာ ဘာလို့လဲဆိုတော့သူစိတ်ဆိုးသွားတဲ့ညကကျွန်တော်အိတ်မရတာဟာဘာကြောင့်လဲဆိုတာချစ်ဘူးသူတိုင်းသိကြမှာပါဘာပဲပြောပြောဒီအလောက်ကိုသူမရလိုက်ပါဘူးသူတွေမဟုတ်ပါဘူးဥနေဝင်းသမီးလာရှောက်ဝင်အောင်ရမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဥက္ကဋ္ဌကသူ့မိမရဲ့တူမတယောက်ကိုခန့်လိုက်တယ်လေတရက်ကွက်လုံးတည်တယ်ဥက္ကဋ္ဌကမိမကြောက်ရတယ်ဆိုတာဒီတော့ကျွန်တော်ဆန္ဒလည်းပြည့်သူလည်းကျင်နေသွားတယ်မတန်းနဲ့ကျွန်တော်လည်းအဲ့လိုပဲပုံမှန်ဆက်ဖြစ်နေရကနေဇလန်းကရက်စရာအကြောင်းကဖန်လာတယ် တနေ့ကျွန်တော်နဲ့တငယ်ချင်းတွေစပိန်ကိုစီနဲ့ရွှေမော်ရော့ပြားဝင်းကျင်မှာကလေးရိုက်နေတော့ဖျားဘော်ကလက်ချင်းတွဲပြီးဆင်းလာတဲ့ဇုံနဲ့တွဲကိုသွားမြင်တယ်။တေချာကြည့်လိုက်တော့မတ်တန်းလီကျွန်တော်တော်တော်အံ့ဩသွားတယ်။ဘယ်တော့မှများကြီးစားရသွားပါလိမ့်။အဲ့ဒီတုန်းကမြင်မြင်ချင်းကျွန်တော်ဝမ်းတော်တော်နေသွားတယ်။နှမျောသလိုလည်းခံစားလိုက်ရတယ်။မတ်တင်တဲ့တုန်းကဘာမှမဖြစ်ခဲ့ပေမဲ့အခုမတ်တန်းနဲ့ကြတော့စိတ်ထဲမှာအဲ့လိုခံစားလိုက်ရတယ်။ရုပ်ကြီးဆိုတော့စိတ်ထဲကတော်တော်ဆွေးသွားတယ်။အသားရောင်တဆတ်ဆတ်တုံသွားတယ်။ တငယ်ချင်းတွေနဲ့ပျော်နေတဲ့အပျော်တော်ဘယောက်သွားမှမသိဘူး။အဲ့ဒါနောက်နေ့မတန်းကိုမေးကြည့်တော့ဟုတ်တယ်တဲ့ तू ကရှင်းပြတယ်။အဲ့ဒီလူကစစ်ဘိုတယောက်ပဲ။သူ့เจ้าကဆီယာမတယောက်ရဲ့အကိုသူ့ကိုလိုက်နေတာတစ်နှစ်လောက်ရှိပြီဆိုပဲ။ तू အဖြေပြန်ပေးလိုက်တာတပတ်ပဲရှိသေးတယ်တဲ့။ဘာလို့လဲဆိုတော့ तू နဲ့ကျွန်တော်လည်းအဲ့ဒီလူအမြဲခိုးဆောင်ခိုးဝတ်နေသွားဖို့ကမသင့်တော်ဘူးတဲ့။ तू လဲကြိုက်တယ်ကျွန်တော်လဲကြိုက်တယ်ဆိုပေမဲ့ရေရှည်ကြတော့မဖြစ်ဘူးလေ။အဲ့ဒါနဲ့ तू လဲဆုံးဖြတ်ချက်ချပြီးအဲ့ဒီလူကိုအဖြေပြန်ပေးလိုက်တာတဲ့။အင်းလေ तू ပြောတာလည်းမှန်နေတာပဲကျွန်တော်ဘာတတ်နိုင်ပါလဲဒါပေမဲ့ကျွန်တော်စိတ်ထဲကတော့ तू စဉ်းစားဖို့ကောင်းတယ် ။ "तू အမမတ်တင်နဲ့စစ်ဘုံနဲ့ယူမိလို့အခုမုတ်ဆိုးမှဖြစ်နေပြီလေ။အခု तू ကစစ်ဘုံနဲ့ထပ်ယူအောင်မယ်။မပြောလိုက်ချင်ဘူး။အမေကလည်းစောစောစီစီယောက်ျားယူပြီးစောစောစီစီကျွန်တော်ကိုမွေးတာမဟုတ်ဘူး။ဘာညာကွိကွနဲ့တောင်တွေးမြောက်တွေဘသူ့ကိုဒေါပွားလို့ပွားရမှန်းမသိ။လမ်းဘေးကညောင်နာနာနဲ့အိတ်နေတဲ့ခွေးတကောင်ပိတ်ကန်လိုက်တယ်။စိတ်ကတိတ်မကြည့်သေး။ညနေဆောင်ထုံးစံအတိုင်းချူချူနဲ့စာအုပ်ဆိုင်သွားတော့ "तू ကမှုန်ကုတ်ကုတ်ချူချူကဘာဖြစ်နေလဲ"လို့မေးတော့စိတ်ညစ်နေတယ်လို့ပဲပြီးဆိုလည်းဖြေလိုက်တယ်။ "तू ကလည်းဘာမှဆက်မမေး။ကျွန်တော်ကလည်းဘာဆက်ပြောရမှန်းမသိ။နှစ်ယောက်သားစကားတစ်လုံးမှမပြောဘဲစာအုပ်ဆိုင်ရောက်လာတယ်။ ဆောက်ဆိုင်ကပြန်တော့ချိုချိုကအေးတော်တော့မလားမေးတော့ကျွန်တော်ကရင်ပူနေတာနဲ့အတော်ပဲမို့အေးလို့တလုံးနဲ့ဖြစ်လိုက်ရင်အေးဆိုင်ဘက်ကိုခြေဦးလဲခဲ့ကြတယ်အေးဆိုင်မှာထိုင်ပြီးတော့မှပြောစမ်းမအောင်ငစော်ရင်ဘာတွေစိတ်ညစ်နေရလဲဆိုပြီးမေးတော့တာပဲကျွန်တော်ဘာပြောရမလဲနင့်အမရီးစားရသွားလို့ငါစိတ်ညစ်တာလို့သွားပြောရမလားခမရလို့ပဲစဉ်းစားကြည့်အာနင်းရလေငါအရန်စိတ်ညစ်နေပါတယ်ဆိုမှအင်းလေဘာကြောင့်စိတ်ညစ်နေရလဲလို့ငါမေးနေတာပေါ့ငါသိတော့အကြံလေးပါလေပေးလို့ရတာပေါ့ဟဲ့နင်းနဲ့ငါနဲ့ကတငယ်ချင်းအရင်ခောက်ခောက်ကြည့်ရပါဟာမရမကမေးတော့တာပဲမင်းကလေးတွေကဒါပဲဘာမှမစိုးတိတ်တိတ်နေတာပဲ အာရုပ်တရက်ကျွန်တော်အကြံတစ်ခုရလိုက်တယ်မသိချင်ပါနဲ့ဟာနင်းသိတော့လေဖြည့်ရှင်းနိုင်တာမဟုတ်ဘူးကျွန်တော်နည်းနည်းထပ်မှုလိုက်တယ်လာချတဲ့အေးကွက်ကိုတောက်ရင်ပြောပါငစောရငါတိတ်ချာနင်းအတွက်စဉ်းစားပေးပါမယ်ကျွန်တော်ချလိုက်တဲ့အကွက်ထဲကိုဝင်လာတယ်တကယ်နော်နင်းငါဘက်ကစဉ်းစားပေးရမယ်နော်တခြားသူဘက်ကမစဉ်းစားပေးရဘူးအေးပါအေးပါပြောမှသာပြောစမ်းပါကဲလေဈေးကင်နေလိုက်တာစရာ